ရောဂါနဲ့လို့ဂိုးသွင်းလဲကြမ်းမယ်ပြောင်းရွှေ့ခြင်းလဲတတ်တာမယ်တိုက်စစ်မှုတို့ကိုစိတ်ဝင်စားနေတဲ့မန်နိုက်တက်ပရိသတ်များလုံးပဲမိန်လာများမန်ချက်စတာဖော့စ်စုံကနေပြန်လည်ကြိုးလိုက်ပါရင်မန်နိုက်တက်ဟာထောင်တိုင်းစင်အတွက်တောင်ပြင်မှာလွတ်တဲ့ရွှေရင်းသားလေးဖြစ်နေရပါရင်ဟိုကစားမကညင်းလိုက်ဒီစားမကညင်းလိုက်နဲ့ချန်ပီယံလိဝင်ခွင့်များရှိဘူးဆိုတဲ့အချက်နဲ့မန်ယူအသင်းကမျက်နှာငယ်နေရပါရင်ဒါပေမဲ့မန်ယူအတွက်အသင်းလော်နိုင်ပြီးတော့ယူကီရက်တို့ထက်ပြောင်းရွှေ့ခြင်းများကြီးပိုတတ်တာတဲ့တိုက်စစ်မှုတယောက်ရှိပါရင်ဒီကစားမကမန်ယူကစိတ်ဝင်စားနေတယ်လို့လည်းသတင်းတချို့မှာဖော်ပြထားတာတွေ့ရပါရင် ဒေဇာမကတော့လက်ရှိဖီယင်တီနာအသင်းမှာခြေစွမ်းကောင်းနေပြသနေပြီးဂေါ်သွင်းချမ်းနေတဲ့တိုက်စစ်မှု YC ဂိမ်းပဲဖြစ်ပါတယ်မဲမတင်ဟာဖီယိုနီယာအသင်းရဲ့အီတလီတိုက်စစ်မှူး YC ဂိမ်းကို2025လရာသီပြောင်းဈေးကွက်မှာခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ဆိုတဲ့သတင်းကထွက်ပေါ်လာခဲ့ပါတယ်။မဲကဂိမ်းကိုတိုက်စစ်ပိုင်းအားဖြည့်ဖို့ရွေးချယ်စရာတိုက်စစ်မှုတွေကဒုအဖြစ်ထည့်သွင်းစဉ်းစားထားပြီးသူ့ရဲ့လက်ရှိခြေစွမ်းနဲ့ရုံ52တန်းလောက်ရှိမဲ့ပြောင်းရွှေ့ခြေဟာတခြားထိတဲ့တိုက်စစ်မှုတွေထက်တက်တာတာကြောင့်ဆွဲဆောင်မှုရှိတဲ့ပြည်မဲ့တစ်ခုဖြစ်နေပါတယ်။ဂိမ်းကမဲယုံအသင်းနဲ့လိုက်ဖက်ညီနိုင်ပါမလား။ ကင်းအောင်နောက်ဆက်ကောကိုနေမှာဂျူမနက်ကနေအင်ဗာဒန်အသင်းထံပေါင်25တန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးပရီးမီးယားလိမှာ39ဝယ်ကစားခဲ့ကလေးဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒီအတွေ့အကြုံကသူ့အတွက်အင်္ဂလန်ဘောလုံးရဲ့ပြင်းထန်တဲ့ကစားဟန်နဲ့ဖိအားတွေကိုရင်ဆိုင်ဖို့အနေငယ်အကျွမ်းဝင်မှုရှိစေပါတယ်။ဒါပေမဲ့အင်ဗာဒန်မှာသူ့ရဲ့ခြေစွမ်းဟာမထင်မရှားဖြစ်ခဲ့တာကြောင့်အခုတကယ်လို့မဲဂိုးပြောင်းရွှေ့မယ်ဆိုရင်သူ့အတွက်ပရီးမီးယားလိမှာပြန်လည်တက်တာဖို့အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။ကနောင်းဆက်လေးနဲ့35ရာသီမှာဂိမ်းဟာဖီယိုနီနာအသင်းအတွက်ထူးထူးခြားခြားခြေစွမ်းများခဲ့ပြီး CDA မှာ16ဂိုးနဲ့အတွင်းဂိုးအများဆုံးဒုတိယနေရာမှာရပ်တည်ခဲ့ပါတယ်။ ပြိုင်ပွဲအားလုံးပေါင်းရင်44ဝက်မှာ25ကိုသွင်းယူထားပြီး CDA ရဲ့အကောင်းဆုံးစားမတွေတဲမှာလည်းအရွေးချက်ခံခဲ့ရပါတယ်။ဒီလိုခိုးသွင်းတော့မြန်မာဘက်ကမန်ယူရဲ့အတိုက်စစ်ပိုင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့အလားအလာရှိပါတယ်။အထူးသဖြင့်ဖျားဆူးတိုက်စစ်မှုဝိုင်းလဲနဲ့ဇက်စီတို့ရဲ့ခိုးသွင်းတော့နေပါမှုကိုဖြည့်ရှင်းဖို့ဂိမ်းဟာအဖြစ်တစ်ခုဖြစ်လာနိုင်ပါတယ်။ဂိမ်းဟာအခုမှအသက်25နှစ်သာရှိသေးပြီးသူ့ရဲ့ကစားမဘွားရဲ့အကောင်းဆုံးအချိန်ကာလကိုရောက်ရှိနေပါတယ်။ ဂျမနီမှာလူငယ်ကစားမအဖြစ်စတင်ခဲ့စဉ်ကအလားလာကောင်းတွေကိုပြသခဲ့ပြီးပီအန်ဂျီမှာအငှားနဲ့ကစားခဲ့တဲ့2020-25ရာသီမှာလီဂူဝမ်နဲ့ချန်ပီယံလိမှာဂိုးတွေသွင်းယူခဲ့မှုပါတယ်။ဒီအချက်တွေကသူ့မှာထိတ်တန့်စစ်မှာရှင်ပြိုင်နိုင်တဲ့အရေးသွေးရှိတယ်ဆိုတာကိုသက်သေပြနေပါတယ်။ကင်းရင်ဖီရင်တီနာနဲ့စာချုပ်မှာယွန်52တန်းဝင်းကျင်လာရှိတဲ့စာချုပ်ဖြတ်သိမ်းခြင်းပါဝင်ပြီးဒီတမတ်ချက်2025ဇူလိုင်1ရက်ကနေ25ရက်အတွင်းအသက်ဝင်မှာဖြစ်ပါရင် ဒါအပြင်ဂျိုကရက်အတွက်ပေးချေရမယ့်ယူ85တန်းနဲ့ဟူဂို EKTK အတွက်ပေးချေရမယ့်ယူတန်းတင်အားလို့မန်ယူပြည်မှာထားနေတဲ့တခြားတိုင်းစစ်မှုတွေထက်ပြောင်းရွှေ့ကြေးတိတိတသာတသာပါရင်ဒါကြောင့်မန်ယူရဲ့ဗန်နာရေးခက်ခဲတွေနဲ့လာရောက်ညီထွေဖြစ်တဲ့ရွေးချယ်မှုတခုဖြစ်လာနိုင်ပါရင်အမော်ရီဟာ3-3ဖွဲ့စည်းပုံကိုအဓိကအသုံးပြုပြီးတိုင်းစစ်မှုတွေစီဘောလုံးဖြန့်ဝေမှုကိုတောင်ပိုင်းကစားသမားတွေနဲ့ကွင်းလယ်ကစားသမားတွေကပံ့ပိုးပေးတဲ့ကစားဟန်ကိုအကောင့်ထည့်ဖော်ပါရင်ကင်းရဲ့အချိန်နဲ့စပေးတဲ့ဝင်ရောက်နိုင်စွဲစွမ်းရည်ကဒီစနစ်နဲ့လိုက်ဖက်နိုင်ပါရင် ဖရန်တီနာမှာပြသခဲ့တဲ့သူ့ရဲ့ခေါ်သွင်းစွမ်းရည်နဲ့ဘောလုံးထင်းချုံမှုဟာအမော်ရင်းရဲ့တိုင်းဆက်ပုံစံအတွက်အကျိုးရှိနေပါတယ်။ကိန်းဟာအေဗာတန်မှာ32ပွဲကစား2ဂိုးသာသွင်းယူနိုင်ခဲ့ပြီးပရီးမီယာလိရဲ့ပြင်းထန်တဲ့ဖိအားနဲ့ကစားဟန်ကိုရင်ဆိုင်ဖို့ရုန်းကန်ခဲ့ရပါတယ်။ဒါကြောင့်မန်ယူလိုဖိအားများတဲ့အသင်းကြီးမှာသူအောင်မြင်နိုင်ပါမလားဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ဖရန်တီနာရဲ့ခေါ်သွင်းပြင်ဟောင်း VVR နိုကလည်း မန်ယူဟာတိုက်စင်မှုတွေအတွက်အသေးညာတစ်ခုဖြစ်နေတယ်လို့ဝေဖန်ခဲ့ပြီးကိန်းအတွက်မန်ယူကိုပြောင်းရွှေ့မှုဟာအနေရရှိနိုင်တယ်လို့သတိပေးခဲ့ပါတယ်။လက်ရှိချိန်မှာတော့ကိန်းဟာဖီယိုရန်တီနာမှာဆက်နေနေတော့မှကွန်ဖရင့်လေးမှာကစားခွင့်ရရှိနိုင်မှာဖြစ်ပြီးမန်ယူမှာဥရောပပြိုင်ပွဲတွေမမူပါဝင်နိုင်တာကသူ့အတွက်အဆုံးဖြတ်ချက်ချရမှာအဓိကအတားအဆီးတစ်ခုဖြစ်နေပါလိမ့်မယ်။တနင်္ဂနွေကကမ္ဘာမလားအတွက်အီတီတင်းမှာနေရာရဖို့ကိန်းအနေနဲ့ထိတ်တန်းပြိုင်ပွဲတွေမှာပုံမှန်ကစားဖို့လိုအပ်ပါတယ်။ MRN စနစ်အောင်မှာတိုက်စစ်မှုတည်ယူတဲ့ကောအဓိကအားကိုးတဲ့ပုံစံရှိတာကြောင့်ကိန်းဟာပုံမှန်ပွဲတွက်ခွင့်မရမှာကိုတော့စိုးရိမ်နေတယ်လို့ဖော်ပြထားပါတယ်။ ဒါသူ့ရဲ့ကစားမဘွားဖွံ့ဖြိုးမှုအတွက်အရေးကြီးတဲ့အချက်ဖြစ်နေပါတယ်။မန်ယူကကိန်းကိုတိုင်းစစ်ပိုင်းအားဖြင့်ပြင်မဲ့တစ်ခုဖြစ်စဉ်းစားထားပြီးတော့သူ့ရဲ့ယူ52တန်းစာရုပ်ဖျက်သိမ်းခြင်းကိုပေးချေဖို့အစီအစဉ်ရှိတယ်လို့ Sport Mindset နဲ့ Korean Florentina တို့ကဖော်ပြထားပါတယ်။လက်ရှိချိန်မှာတော့ကိန်းဟာမန်ယူကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားမှုနှေးပါနေပြီးချန်ပီယံလိပပဝင်နိုင်တာနဲ့ပုံမှန်ကစားခွင့်မရမှာကိုစိုးရိမ်နေတယ်လို့တတူမာကာကတ်တိုဝက်ကဖော်ပြထားပါတယ်။တကယ်လို့မန်ယူဘက်ကသူ့ကိုပုံမှန်ပွဲထွက်ကစားခွင့်အမခံချက်ပေးနိုင်ရင်တော့ကိန်းရဲ့စိတ်တွေကတမျိုးတမီပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။ ပြည်သူများကရောဘယ်လိုများထင်ကြပါလဲဒီကိယာကိုအားပေးရင်ကင်းရဲ့ခြေစွမ်းကိုတတိထားကဲမိကြတဲ့သူတွေရှိပါသလားပြောပြခဲ့ကြပါဦးဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလာပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share မိကြပါဦးလို့ပြောရင်းနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ